ကျိုးစားပြီးတော့ပြောရမယ်။မြတ်စွာဘုရားအလောင်းတော်ကြီးကပါရမီဖြည့်တဲ့အချိန်တုန်းကသူများကိုဂုံးမတိုက်ခဲ့ဘူး၊ကွဲနေတဲ့လူတွေကိုညီညွတ်အောင်လိုက်လုပ်ပေးတယ်။ညီညွတ်တဲ့ပုဂ္ဂိုလ်တွေပိုညီညွတ်အောင်အားပေးတယ်။အဲ့လိုလုပ်လို့မြတ်စွာဘုရားကပါရမီ ပုံရိပ်အနေနဲ့ဘဝအမှတ်တစိတ်တွေဘာတွေပေါ်လာတော့ဆိုရင်ဘုရားမှာဆိုလို့ရှိရင်လေလူတွေမှာသွားမတစ်ချောင်းရှိတယ်။30နဲ့2ချောင်းရှိတယ်။ဟုတ်ကဲ့လား။30နဲ့2ချောင်းရှိတယ်။ ဖះကြတော့အချောင်း40ရှိတယ်။သွားအပေါ်က20အောက်က20သွားတော့40။ဘာဖြစ်လို့တော့ဆိုရင်ခုနကလူများကိုခုံမတိုက်ခဲ့တာ။ဒါပြင်လူတွေကကြည့်ရတယ်တော့ခုံတိုက်မှုမရှောင်ခဲ့လို့32ချောင်းပဲရတယ်လို့အောက်မေးရနော်။ကဲကို့အတိတ်ဘဝကို့ကိုပြန်ကြည့်တော့မဟုတ်သေးဘူး။ကို့သွားကို့ပြန်ကြည့်ကြည့်။ဟိုဘဝတော့ဒါမလုံခဲ့ဘူး။ဒီကုသိုလ်မရှိခဲ့ဘူး။ဟုတ်ကဲ့။ အဲ့တော့ဒီကုသိုလ်ချိုးစားလုပ်ပေးရဖုဒဝါစာကျမ်းစာနဲ့စကားကိုပြောတယ်ဆဲတယ်ရေးတယ်မကြောက်ဝမနာတာတွေပြောတယ်ဆိုအဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှသူဟာတိမ်မွေးတဲ့အတန်ကြားရတယ်လို့မရှိဘူးတဲ့နာမချမ်းသာဆရာတွေကြီးပဲကြားမယ်ဘယ်ဘဝမှာနေနေသူဟာချိုးတာတဲ့စကားတခါတော့မိသားစုတစ်ခုတွေ့ဘူးတဲ့တအူးတွေ့ဘူးတဲ့ တအိမ်လုံးဟာပြောကြမ်းတယ်နော်အမိလုံးတဲ့လူကလည်းသားပြောလိုက်ရင်ချိုးချိုးသားသားပြောတာအခါမကြဘူးဆဲနေတာဆဲပြီးတော့ပြောနေတာဒါရိုးရိုးတန်းတန်းစိတ်ဆိုးတာမဟုတ်သေးဘူးနော်သမင်းကြွေးတာတောင်းပါပဲကဲစားဟဲ့အော်နာဝန်ကြတို့ဘာလို့ဆဲဆိုပြီးတော့ကြွေးတာတချို့ဟာအကျင့်ကြီးပါပြီးတော့နော်မပြင်လို့မရဘူးဆိုတာမဟုတ်ဘူးပြင်လို့ရပြင်ရ ုသဝါစာ မပြောမိအောင်နေရမယ်။ကိုယ့်ကိုဒီတမိုင်းလောက်လူဆိုတာအလုပ်တစ်ခုကိုအောင်မြင်မြင် လုပ်ဖို့ရအတွက်ဘာတွေလိုအပ်တုံလို့ဆိုလို့ရှိရင်နံပါတ်၁ကယုံကြည်ချက်တတ်တာရှိရမယ်။နော်။ယုံကြည်ချက်တတ်တာရှိရမယ်။နံပါတ်၂ကစူးစမ်းမှု လောလောဆယ်ရှိရမယ်။ ယုံကြည်ချက်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာမအောင်မြင်ဘူး။ကြိုးစားမှုမရှိတဲ့ပုဂ္ဂိုလ်ဟာလည်းမအောင်မြင်ဘူး။နောက်ပြီးတော့တည်ငြိမ်မှုတမာရိဆိုတာလည်းရှိရတယ်သူက။နောက်တစ်ခုကပညာဆိုတာရှိရတယ်။အဲ့ဒါတွေမရှိလို့ရှိရင်ဒီပုဂ္ဂိုလ်ကဘလို့မှမအောင်ဘူးတဲ့။နောက်ပြီးတော့တတိထားတတ်မှုရှိရတယ်။တတိထား ခန္ဓာအတွေးမျိုးတွေမတွေးမိဖို့တတိထားမယ်တွေးရမယ့်အတွေးမျိုးတွေးတတ်ဖို့တတိထားမယ်မပြောရမယ့်စကားမျိုးကိုတတိထားမယ်ပြောရမယ့်စကားမျိုးကိုတတိထားပြောရမယ်ရှိပြီဒါတွေရှောင်လို့ရတာပဲဘုဒ္ဓဘာသာရှောင်ရမယ်မှန်တာပဲပြောရမယ်ဒီသူများကုန်းတိုက်တာမပြောရဘူးတရားနဲ့တရားညီညွတ်အောင်သာလုပ်ရမယ်ဆဲရည်တဲ့ဆိုင်ကြတဲ့စကားမတုံးရဘူးချိုတာတဲ့စကားပဲတုံးရမယ်နောက်တစ်ခုကတံဖပလာပါ အကျိုးမဲ့စကားတွေပြောတယ်အချိန်ခါမဟုတ်တဲ့စကားတွေပြောတယ်အကျိုးမရှိတဲ့စကားတွေပြောတယ်သံဖပလပပိန်ဖြင်းသောစကားဆိုတာကြည့်လေစဘာပင်များအထဲထဲမှာအဆံမထည့်ဘူးဆိုလို့ရှိရင်ပိန်မနေဘူးလားပိန်နေပါအေးအဲ့ဒါလို့ဘာမှအနစ်မရှိတဲ့စကားမျိုးတွေကိုအဲ့ဒါသံဖပလပလို့ခေါ်တယ်အဲ့ဒါမျိုးလည်းပဲရှောင်ရတယ်တဲ့ပြောပြီဆိုရင်အကျိုးရှိတာကိုပဲပြောမယ်ကောင်းတာကိုပြောမယ် ဒီဘဝအကျိုးရှိရမယ်စီးပွားရေးအတွက်ကျိုးရှိရမယ်ပညာရေးအတွက်ကျိုးရှိရမယ်လူမှုရေးအတွက်ကျိုးရှိရမယ်မိသားစုအတွက်ကျိုးရှိရမယ်